ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆောင်မမေညနာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာဒဇယ်ဖန်ကိုအပိနာဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုရင်အစီအစဉ်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရှင်မေတ္တာရဲ့အစ သစဉ်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မြကြီးနားမအနေနဲ့မက်ခင်ဝီဟီခပဲဖြစ်ပါတယ်။မြကြီးနားမအနေနဲ့မက်ခင်ဝီဟီခရဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မန်နန်းချယ်ရီဝင်းမက်အီအီထွေမက်သီရီအောင်တိမ့်သိမ့်ကိုကြီးစိုးမြင့်နဲ့မက်အေးမျိုးတက်မက်ခင်မျိုးတန်တို့ကနေ ပေါင်ရင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒီနေ့အမတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထပ်မံပြီးတော့ဆုတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့မတ်ချမိုးတိမ်ပေဖြစ်ပါတယ်။ရန်ကုန်မှာနေတဲ့မတ်ချမိုးတိမ်ရဲ့19နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့မတ်တူတူလေးမတ်ခင်ထထအောင်နဲ့မတ်ဆန္ဒတို့ကပောင်းရီဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့မှတ်ရနေစီစဉ်ရဲ့မင်းနီစုတောင်းစီစဉ်လေးမှာထပ်မံမြော့စုတောင်းပြရုံနဲ့မင်းနီရှင်ကတော့ခေတ္တဂျပန်မှာရောင်းရှိနေတဲ့မက်ပန်းနုဝေပဲဖြစ်ပါတယ်။မက်ပန်းနုဝေရဲ့မင်းနီအတွက်ကိုတော့ခေတ္တထိုင်းမှာရောင်းရှိနေတဲ့ကိုအောင်စင်လန်းကပါဝင်စုတောင်းပြလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးမှာထမမျောစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ကတာမာနေတဲ့အန်တီမိုပဲဖြစ်ပါတယ်။အန်တီမိုရဲ့အသက်60ပြည့်ဝင်းနေအတွက်ကိုတော့မုံရွာမာနေတဲ့မက်လှန်လှိုင်နှင်းကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ဆရာဖရဲ့ပရိသတ်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရှင်။ ရိသတ်များရှင်ဒီနေ့အမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့မွန်ပြည်နယ်တထုံမြို့မှာနေတဲ့ကိုတီဟာကျော်ကိုမင်းမင်းထွန်းနဲ့မတ်တီတီနိုင်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့မွန်ပြည်နယ်တထုံမြို့မှာနေတဲ့ကိုမျိုးမင်းနိုင်နဲ့မတ်တန်စင်မောင်တို့ရဲ့ချက်သူတက်တန်းနှစ်နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ တစဉ်ပရိသတ်များရှင်မတရားနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးကမတရားနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစဉ်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကို နေ့စဉ်နေ့လယ်၁၇နာရီကနေ၁၂နာရီအထိမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတောင်းဆိုပေးရမှာဖြစ်ပါတယ်။သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူသစံဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကောမလီနဲ့အတူပေါင်းပြီးတောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။